မင်္ဂလာပါခင်ဗျာကျွန်တော်ပြောကြတာတွေကိုနားဆင်နေတဲ့သူတွေကြားရတဲ့သူတွေအားလုံးပေါ့ပါဘုရားခင်ရဲ့အင်တာချိန်နဲ့ရှင်တဲ့ကောင်းကြီးမင်္ဂလာအောင်မြင်ခြင်းဝမ်းနောက်ခြင်းနဲ့ရှင်တဲ့ကောင်းကြီးမင်္ဂလာများနဲ့တူပါဒီနေ့လိုခက်ခဲဆိုးတဲ့ကာလမှာဘုရားခင်ရဲ့ကွယ်ကာမစထောက်ပံ့ခြင်းတွေကိုနေ့စဉ်ခံစားပါမိအကြောင်းရှိဥစွာသုတော်မြတ်တာပို့တာပေးပါတယ်ခင်ဗျာကျွန်တော်ဝေင့ပြောကြားမယ့်အကြောင်းအရာကတော့ တမန်ကျမ်းစာထဲမှာပါတယ်ယောရှုမတ်စာဆိုတဲ့ကျမ်းစာဆောင်အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းကိုပြောခင်မှာအဲ့ဒီကျမ်းစာဆောင်နဲ့ပါတယ်ကျမ်းပိုက်တစ်ပိုက်ကိုအရင်ဖတ်ချင်ပါတယ်ထိုပညတ်တိကျမ်းစာ၌ရေးထားသမျှအတိုင်းကြင့်မြည်ဟုစောင့်ရှောက်ခြင်းအလုံးကကျမ်းစာကိုမဖတ်မရွတ်ဖဲမနေနေညာမပြတ်ကြည့်ရှုဖတ်ယူရမည်တို့ပြုလျင်တင်းဒီအကြံထမြောက်၍အောင်မြင်လိမ့်မည် ထာဝရဘုရားသည်ဣဒရာမျိုးအဖို့မိန်တော်မူသော ကောင်းကျိုးတစ်စုံတစ်ခုများမလျော့ရှိသည်များတို့သည်ပြည့်စုံကြ၏ယောရှုမတ်စာအခန်းကြီး22အငယ်45ဖြစ်ပါတယ်ဆိုတော့ယောရှုဆိုတဲ့နာမည်ကထာဝရဘုရားသည်ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းတော်လျာကျမ်းထဲမှာဖော်ပြထားပါတယ် ယောရှုမတ်ဆာကလည်းအဲ့ဒီအတိပဲအတိုင်းဣသရေလလူမျိုးတွေကိုအဲဂုတုဂျုံဘွားကနေအဲဂုတုဂျုံဘွားကနေပြီးတော့မှဘုရားခင်ကယ်တင်လာခဲ့ပြီးသူဂရိထားရဂရိပေးထားတဲ့ပြည်သူပို့ဆောင်နေရာချပေးခြင်းကိုဖော်ပြထားပါတယ်ဒီလိုလှုပ်ဆောင်ပေးတဲ့ဒီလိုလှုပ်ဆောင်ပေးတဲ့အခါမှာဘုရားခင်ကသူ့လူမျိုးတွေနဲ့အတူတူကရှိနေပြီး ကိုယ်တိုင်ပို့ဆောင်ပေးတာကိုတွေ့ရပါတယ်။ခေါင်းဆောင်ကိုလည်းဘုရားခင်ကဘုရားခင်ကိုယ်တိုင်ရွေးချယ်ပေးတာဖြစ်ပြီးတော့မှခေါင်းဆောင်နဲ့ဖြစ်ထားခဲ့ခြင်းမဟုတ်ဘဲနဲ့သူခန့်ထားတဲ့ခေါင်းဆောင်သွားလေရရမှာသူကအတူရှိတယ်ပေးခြင်းအားဖြင့်အောင်မြင်မှုတွေရယူပေးတာကိုမကြောက်နဲ့စိတ်မပြတ်နဲ့ ်င်သွာလေရရမှာသင်ဖျားခင်ထာဝရဖျားရှိသည်လို့ယောရှုကသက်တည်ခံခဲ့ပါတယ်ဒီယောရှုကိုယ်တိုင်ကလည်းပဲဖျားခင်ပေါ်မှာသစ္စာရှိရှိခြင်းကြောင့်ငါဘုရားဖျားစကားကိုအမြဲတမ်းနာခံလှုပ်ဆောင်မယ်လို့စိတ်ပိုင်းဖြတ်ထားပြီးကောင်းကျိုးတစ်ခုမှမလျော့ရှိသည်များ အကုန်ပြည့်စုံတယ်လို့တက်တည်ခံခဲ့ပြန်တယ်။ယောရှုမတ်စာကိုအပိုင်း၄ပိုင်းခွဲခြားပြီးတော့မှလေ့လာဆင်ခြင်းနိုင်ပါတယ်။အခန်းကြီး၁ကနေ၅အထိမှခန္ဓာပြည်ထဲဝင်ရောက်ဖို့ပြင်ဆင်တယ်။ခန္ဓာပြည်ထဲကိုစုံစမ်းထောက်လှမ်းဖို့တရှူတွေကိုဆေလွတ်တယ်။နောက်ယော်ဒန်မြစ်ကိုဖြတ်ကူးတယ်။ပင်လယ်နီကို အချမ်းကွဲစီတဲ့ဘုရားခင်က ယောဒာမြစ်ကိုလည်းပဲဝဲစီတဲ့အတွက်အမတ်တရားအဖြစ်ကြောက်တုံးစက်တုံးကိုစကန်းထားတဲ့နေရာမှာလဲထားခဲ့သလိုမြစ်အလယ်မှာလဲကြောက်တုံးစက်တုံးထားခဲ့ပါတယ်ဒါဟာကျွန်တော်တို့ရဲ့ဘဝဂရီပါဖျားပြုခဲ့တဲ့ကြီးမားတဲ့အံ့ပွေအမှုများကိုအမြဲတတိယတတိယနေဖို့အတိပေးနေခြင်းဖြစ်ပါတယ် now သူတို့နောက်သူတို့ရဲ့ဒီအကြီးပြားလီမင်္ဂလာခံယူရတဲ့အခါမှာစင်ကြဲခြင်းအမှုကိုပြုကြတယ်ပရိရှင်တရားရဲ့တောင်းဆိုမှုကိုနာခံနာခံနေခြင်းနေခြင်းဖြစ်ပါတယ်နောက်ခန်းကြီးခန်းကြီး6ကနေ7ရက်ထိကတော့ရန်သူများကိုတိုက်ခိုက်အောင်မြင်တဲ့ အခန်းနေဖြစ်တယ်။နောက်အခန်းကြီး73ကနေပြီးတော့အခန်းကြီး22ထိကတော့သိန်းပိုက်ရရှိတဲ့နေမင်းများကိုဣဒရလူမျိုး72မျိုးကို ပိုင်းခြားခွဲဝေပေးတာဖြစ်ပါတယ်။နောက်ဆုံးအခန်းကြီး23ကနေ24ထိကတော့အောင်မြင်သောဣဒရလူမျိုးများကိုယောရှုရဲ့သတိပေးစကားနဲ့နှုတ်ဆက်စကားဖြစ်ပြီးတော့မှ အဲ့ဒီစကားများနဲ့ယောရှုမတ်ဆာကိုဏိကုံချုပ်ပါတယ်ယောရှုမတ်ဆာကိုဖတ်ရှုဆင်ခြင်ပြီးကျွန်တော်တို့ရဲ့အသက်တာမှာလက်တွေ့လိုက်လျှောက်စရာတွေပြုပြင်စရာတွေရှိမှာဖြစ်ပါတယ်ဒီအတွက်အသေးစိတ်ကြည့်ရမယ်ဆိုရင်ပုံကိုတချို့နဲ့အဖြစ်ပြတချို့ကိုကြည့်ရပါတယ်အရင်ဆုံးယောရှုကိုကြည့်မယ်ဆိုရင်သူကမောရှိတေဆုံးသွားခြင်းက ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပေမဲ့သူကဒီဆုံးရှုံးမှုထဲမှာကြာရှည်နေမျောခံစားမနေပဲနဲ့ဘုရားခင်ရဲ့လမ်းညွန်ချက်စကားအတိုင်းအတိအကျလိုက်လျှောက်တဲ့အခါသူနဲ့ဘုရားခင်အတူရှိနေကြောင်းလက်တွေ့လက်တွေ့ခံစားခဲ့ရတဲ့သူပါမောရှိဆိုတဲ့သူ့အတွက်အင်ပဒါမှကြီးမြတ်တဲ့ခေါင်းဆောင်ဘုရားလူဆုံးရှုံးသွားတာမှန်ပေမဲ့ ဘုရားခင်ကြီးပြတ်ခြင်းတွေကောင်းမြတ်ခြင်းတွေဆုံးရှုံးရတတ်တွားတာမဟုတ်ပါဘူးဘုရားခင်ရဲ့စကားလမ်းညွှန်ချက်များကိုယုံကြည်ခြင်းနဲ့နာခံခြင်းကကျေဝါသောကောင်းကြီးမင်္ဂလာများနဲ့အောင်မြင်မှုတွေကိုရရှိစေပါれယောရှုအားဖြင့်ကျွန်တော်တို့ခံယူရမယ့်အဓိကအရေးကြီးဆုံးချက်ကဘုရားစကားကိုအပြည့်အဝအာရုံစိုက်ပြီးတော့မှ လိုက်လျှောက်ဖို့နဲ့နှလုံးသားတဲ့ထဲထားခြင်းကဘုရားခင်နဲ့အတူလျှောက်လန်းနေခြင်းဖြစ်တယ်ဆိုတာပါပဲနောက်ပြီးတော့မှနောက်ပြီးတော့မှတိုက်ပွဲဒီအကြောင်းကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်ပထမဆုံးယောရှုယေရီခေါပြုတ်ကိုတိုက်တဲ့တိုက်ပွဲကဘုရားခင်ကိုယ်တိုင်သူ့ရဲ့ view ဟာနဲ့တိုက်ပေးခြင်းဖြစ်ပါတယ် သူတို့ဟာဗရင်တ္တတာတဲမှာရှိနေတဲ့ဘုရားသခင်ရဲ့မျက်မှောက်တော်ဥဆောင်ခြင်းနဲ့အတူဣဒရာတွေဣဒရာတွေက6ရက်တိုင်တိုင်တနေ့တစ်ကြိမ်ယေရီခေါမြို့မြို့ကိုပတ်တယ်ဒါဟာယေရီခေါမြို့ထဲမှာရှိရှိတဲ့ပြောင်းလဲလာခဲ့သောပိဇာမပိဇာရာခတ်ခဲ့သူတို့တို့တွေအတွက် သူ့ထံပြောင်းလဲလာဖို့ဘုရားခင်ကအခွင့်အရေးပေးနေတာဖြစ်ပါတယ်။ရာခတ်ဆိုရင်ဘုရားခင်ရဲ့တည်င်းကြားရတဲ့ပြောင်းလဲလာပြီးသရှူတွေကိုအသက်အန္တရာယ်ရှိပေမဲ့လို့အဲ့ဒီကြားထဲမှာပဲဖွက်ထားပေးတာဖြစ်ခဲ့ဖွက်ထားပေးခဲ့တာဖြစ်ပါတယ်။ခုနှစ်ခုနှစ်မြောက်နေ့မှာတော့ယေဘုဟိတ်တွေကိုတဘိုးမှုတဘိုးမှုတာနဲ့ယေဘုဟိတ်တွေတဘိုးမှုတာနဲ့မြို့ ရိုးရိုးဖြူချပြီးတော့မှအစ်ဒရာတွေအောင်ပွဲရခဲ့ပါတယ်။နောက်မှသားရမယ့်တိုက်ပွဲတစ်ခုကတော့အာဤမျိုးတိုက်ပွဲပါပဲ။သူတို့ထဲမှာအာခံဆိုတဲ့လူတစ်ယောက်ကဘုရားသခင်ဒါလင်ပိုင်ဆိုင်ထိုက်တဲ့ဘုရားခင်အတွက်ရည်သူထားတဲ့ပစ္စည်းများကိုခိုးဝှက်ထားပြီးတော့မှသူမခိုးဘူးလို့လင်းညာပါတယ်။ဒါကြောင့်မလို့အာဤမျိုးတိုက်ပွဲမှာလုံးဝရှုံးနေခဲ့ ြာခြင်းဖြစ်ပါတယ်ဒါနဲ့ပဲနှိမ့်ချစွာနဲ့တောင်ရရပြီးတော့မှအာခံရဲ့အပြစ်ကိုဖော်ထုတ်ကပြင်းထန်စွာအရေးယူလိုက်မှအာဤမျိုးပါသူတို့အောင်ပွဲပြန်ရခဲ့ပါတယ်နောက်မှသားလိုက်ဆောင်မဲ့အချက်တစ်ခုကတော့ဖျားခင်ဟာခန္ဓာပြည်ထဲမှာရှိတဲ့လူမျိုးအလုံးကိုလူမျိုးတော့လူမျိုးတို့တက်ဖြတ်ခိုင်းတာမဟုတ်ပါဘူးကျမ်းစာထဲမှာသုံးသုံးထားတဲ့ ကားကအားလုံးကိုရှင်းရှင်းဖြည့်စီရမယ်ဆိုတာမတရားတဲ့မေထုံပြူတာတွေကိုချင်းတရားဖြည့်စီတာတွေပြီးတော့မှကလေးငယ်တွေကိုရေကောင်ဖြစ်ပူဇော်တာတွေဒါတွေကိုဖြည့်စီပြရမှာဖြစ်ပါတယ်လူတွေကတော့နောင်တရပြီးဖျားခင်တာပြန်လာရောက်ခုံတဲ့အတွက်သူတို့တွေအသက်ချမ်းသာကြရခဲ့ကြပါတယ် ိဇာယာကနဲ့မိသားစုနောက်ဂိဘောင်မျိုးသားတွေသူတို့တွေမတိခဲကြပါဘူးအဲ့လိုအဲ့လိုပဲဘုရားခင်တံပြန်လှည့်လာတော့လာကြတဲ့ခါနန်လူတွေရှိတယ်ဆိုတာတွေ့ရပါတယ်နောက်တူကတော့ကားလည်းဖဲဖြစ်ပါတယ်သူဟာတက်၈၅နှစ်ရှိပြီမဲ့လို့မောရှိသူ့ကိုစေတုတ်တဲ့နေ့တုန်းကအတိုင်းခွန်အားရှိနေစေ ရင်တော့ကတိုက်ခိုက်နိုင်သေးပဲလို့ပြောပါတယ်။ဒါထာဝရဘုရားနောက်တော်သူလုံးလုံးလိုက်ခြင်းရဲ့အကျိုးကျေးဇူးပါပဲ။လူကသာအိုပင်လာပေမဲ့လို့သူ့စိတ်ကမအိုသွားပါဘူး။အသက်ကြီးလာပေမဲ့သူ့ရဲ့ဒီအသက်ကြီးလာမှသူ့ရဲ့အသက်မတည်သေးပါဘူး။ခွန်အားလည်းမကုန်သေးပါဘူး။အခွင့်အရေးများကလည်းပဲဘုရားခင် ပေးနေတုန်းပါပဲကျွန်တော်တို့အားကိုးတဲ့ဘုရားခင်ကတည်သွားတဲ့ဘုရားခင်တည်တတ်တဲ့ဘုရားမဟုတ်ပါဘူးအဲ့ဒါကြောင့်သူနောက်လိုက်သူနောက်သူသာသစ္စာရှိသဖြင့်လုံးဝနာခံလိုက်လျှောက်ပါလို့မြတ်တာနဲ့ဝေငှပါတယ်တင့်ဝန်ဘုရားခင်တာရိခွေကပါစာကောင်းကြီးပေးပါစေ